HIV ပိုးဝင်တာနဲ့ AIDS ချက်ချင်းမဖြစ်နိုင်ပါဘူး။မကုသပဲနှင်းများစွာကြတဲ့အချိန်မှာဖြစ်တတ်ပါလေ။အားလုံးပဲမင်္ဂလာပါ။ကျမ်းမာမအောင်မြင်ဆိုတဲ့ channel ကနေပြီးတော့ကြိုဆိုပါလေ။ဒီနေ့မှာတော့လူသားတိုင်းအတွက် အလွန်ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်တဲ့ HIV AIDS ရောဂါဟာဘယ်လိုဖြစ်တတ်တယ်လဲ။ဘာကြောင့်ပိုးဝင်သွားရတယ်လဲဆိုတဲ့အဓိကအကြောင်းအရင်း၃မျိုးကိုလာပြောပြမျှဝေပေးသွားမှာဖြစ်ပြီး ကာကွယ်နည်းတွေကိုလည်းထပ်သွင်းပြောပြပေးသွားမှာဖြစ်ပါတယ်။သင်ကိုယ်တိုင်ကကျမ်းမာရေးအကြောင်းသိချင်သူဖြစ်စေဒါမှမဟုတ် YouTube content လုပ်နေသူဖြစ်စေဒီယောဂနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုသိထားရင်တော့လူမျိုးစုတစ်ခုလုံးအတွက်လူမျိုးစုတစ်ခုလုံးအတွက်အသုံးဝင်ပါလေ။ဒီတော့အကြောင်းအရာကိုတစ်ခုချင်းစီဝင်ကြည့်ကြရအောင်။ HIV AIDS ယောဂဖြစ်ရတဲ့အကြောင်းကိုမပြောခင်မှာ HIV AIDS ဆိုတာဘာလဲဆိုတာကို အရင်ဆုံးလေ့လာကြည့်လိုက်ရအောင်ဒီတနေ့ခေတ်လူငယ်တော်တော်များများကို HIV AIDS ရောဂါဆိုတာဘာလဲလို့မေးလိုက်ရင်တော်တော်များများ မသိကြပါဘူးဒီတော့တိပိတာဖြစ်တဲ့လူကြီးမိဘတွေကလည်းကိုယ့်ရဲ့အရွယ်ရောက်သားသမီးတွေကိုတည်တည်ချာချာပြောပြထားဖို့လိုပါလေကိုယ့်ရဲ့သားသမီးတွေကို ပြောပြရမှာရှက်ပြီးမပြောဘဲနေမယ်ဆိုရင်တော့နောက်တစ်ချိန်မှာ နောင်တရနိုင်ပါတယ်။ Human's immunodeficiency ဆိုတဲ့ HIV ဆိုတာလူခန္ဓာကိုယ်မှာကိုယ်ခံအားကျဆင်းစေအောင်လှုပ်တတ်တဲ့ဘိုးပဲဖြစ်ပါတယ်။ပြီးတော့ Acquired Immunodeficiency Syndrome ဆိုတဲ့ AIDS ဆိုတာက HIV ပိုးကိုအချိန်မီမကူတာပဲလွယ်လွယ်နဲ့ကြာကြာထားလိုက်ရင်အပြစ်အပြက်တွေဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်က အနှဲငယ်သောယောဂမျိုးကိုတောင်တောက်ပြန်မနိုင်တဲ့အဆိတ်ကို ဖြစ်သွားတာကိုခေါ်ပါတယ် HIV ပိုးဝင်တာနဲ့ AIDS ချက်ချင်းမဖြစ်နိုင်ပါဘူးမကုသပဲနှင်းများစွာကြတဲ့အချိန်မှာဖြစ်တတ်ပါတယ်ဟုတ်ပြီဒီတော့ HIV ပိုးဝင်ရသွားရတဲ့အကြောင်းအရင်း၃မျိုးကို လေ့လာကြည့်လိုက်ရအောင်နံပါတ်1 Unplotted test test အကအကွယ်မရှိပဲလိမ့်ဆက်ဆန်ခြင်းဒီအကြောင်းကယနေ့ခေတ် အရွယ်ရောက်တဲ့လူငယ်တွေအတွက်အရန်ကိုမှအကျိုးတည်ရောက်မှုရှိပါတယ်။ဒီနေ့ခေတ်ကမိုဘိုင်းဖုန်းခေတ်ဖြစ်လာတဲ့အတွက်တယောက်နဲ့တယောက်အလွယ်တကူချိတ်တွေးကြစေနိုင်ပြီးအလွယ်တကူအတူတူအိတ်ကြတာအတူတူပျော်ရွှင်ကြတာကို အရန်ကိုမှလွယ်ကူစေပါနဲ့။ HIV မှာတွေးယောက်ျား၃ရေနဲ့မိန်းမ၃ရေတွေဟာဘိုးအများဆုံးပါပါတယ်။လိင်ဆက်ဆံရမှာကွန်ဒုံးမတော့ချင်းတူးတဲမထားချင်း ဒီနေ့ခေလူငယ်တွေကရည်စားထားတာကိုတယောက်ပြီးတယောက်ထားလေးရှိကြပါနဲ့ပြီးတော့တချို့လူငယ်တချို့ကောင်မလေးတွေဆိုရင်ဖြင့်ကိုကိုကိုဂုံယူတက်ကြပါသေးတယ်ငါကရည်စားများတယ်ငါကိုချစ်ကြိုက်တဲ့သူတွေများတယ်ဆိုတာမျိုးတွေစသဖြင့်ပေါ့ဖုံးထဲကနေပြီးတော့ရည်စားများတာကကိစ္စမရှိပါဘူးဒါပေမဲ့အပြင်လောကမှာရည်စားများတာမျိုးရှုပ်ထွေးပွေလေတာမျိုးဟိုလူနဲ့တွေ့ဒီလူနဲ့တွေ့အကအကွယ်မရှိပဲ ဆက်ဆံတာမျိုးအဲ့လိုလူငယ်တွေမှာ HIV ပိုးကူးစက်မှုက90ရာခိုင်နှုန်းမှ98ရာခိုင်နှုန်းအထိရှိပါတယ်။ဒီတော့လူကြီးမိဘများအနေနဲ့ကိုယ့်ရဲ့သားသမီးတွေကိုချင့်ရင်တော့ရည်စားများများမထားဖို့မရှုပ်ထွေးပွေလေဖို့သင်ကြားဆုံးမပေးရမှာဖြစ်ပါတယ်။ပဇံဖြင့်ဆက်ဆံခြင်း၊လိင်အင်္ဂါဖြင့်ဆက်ဆံခြင်း၊စအိုမှဆက်ဆံခြင်း၊စသဖြင့်အမျိုးမျိုးမှအကာအကွယ်မရှိခဲ့ရင်တော့ HIV ပိုးအဝင်ရောက်အလွယ်ဆုံးလမ်းကြောင်းပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့လိင်အင်ကန်တွေမှာအထူးသဖြင့်အသားကအားနည်းပြီးပြင်းပြင်းထန်ထန်လှုပ်ရှားမိရင်အသားရည်ကအနှဲငယ်ပြက်ကွဲနိုင်တဲ့အတွက်မမြင်နိုင်လောက်အောင်သေးငယ်တဲ့အတွက်အဲ့ဒီနေရာကနေ HIV ပိုးတွေကသွေးကြောထဲကိုဝင်နိုင်ရလွယ်တာဖြစ်ပါတယ်။နံပါတ်2 Blast Transmission သွေးပိုးလွယ်ခြင်း ဒီအကြောင်းကလည်း NDA အရန်ကိုမှရှိပါတယ်။အတူတူသုံးတဲ့ဖေးထိုးပျော်ဖေးထိုးအန်တွေကြောင့်ပဲဖြစ်ပါတယ်။အထူးသဖြင့်မူရင်ဆေးသုံးသူတွေမှာအများကြီးတွေးရပါတယ်။တွေးလွှဲထိုးခြင်းလက်ရှိအခြေအနေမှာတော့အကျိုးသေးတွေးများကိုစစ်ဆေးပြီးမှတွင်းပေးတဲ့အတွက်ဖြစ်နိုင်ခြေနည်းသွားပါပြီ။ဒါပေမဲ့ပျော်အံ့တချောင်းတဲ့နဲ့တက်တူးအတူတူထိုးခြင်းကအရန်ကိုမှအန်တရရရှိပါတယ်။ဘာကြောင့်လဲဆိုတော့ HIV ပိုးကခန္ဓာကိုယ်အပြင်မှာမတော်တဆနေရင် မကြာခါပျောက်သွားနိုင်ပေမဲ့သွေးအချင်းထိသွေးပါကအထူးအန္တရာယ်အများဆုံးဖြစ်ပါတယ်။နံပါတ်3 Mothers to Child Transmission မိခင်မှာကလေးတို့ကူးစက်ခြင်းအမျိုးသမီးတဦးမှာ HIV ပိုးရှိနေရင်အဲ့ဒီအမျိုးသမီးကကိုယ်ဝန်ဆောင်နေတဲ့ကာလအချိန်မိဖွားတဲ့အချိန်နဲ့နှုတ်တိုက်တဲ့အချိန်၃ချိန်လုံးမှာ ပိုးပြက်ကူးနိုင်ပါတယ်။ဒါပေမဲ့ ယင်းနေ့ခင်းမှာတော့သေချာစွာဈေးကူတာမူခံယူရင်တော့ကလေးက SIV မရှိပဲမွေးဖွားလာနိုင်ပါတယ်အခုပြောပြပေးသွားတဲ့အကြောင်းကတော့ HIV AIDS ကူးစက်မှု၃မျိုးပဲဖြစ်ပါတယ်ဆက်လက်ပြီး HIV ကိုဘယ်လိုကာကွယ်နိုင်တယ်လဲဆိုတာကိုပြောပြမျှဝေပေးသွားမှာဖြစ်ပါတယ်ကာကွယ်နည်းကတော့နံပါတ်၁ကွန်ဒုံးကိုအမြဲတမ်းမှန်မှန်ကန်ကန်သုံးပါကွန်ဒုံးသုံးခြင်းက HIV ပိုးကာကွယ်မှုကို 90ရာခိုင်နှုန်းကျော်အထိကာကွယ်နိုင်ပါတယ်။တခါသုံးကွန်ဒုံသုံးချင်းပေချာစွာဖွင့်နိုင်ချင်းတက်တန်းမကုံသောကွန်ဒုံများကို သုံးချင်းဈေးစီပါတဲ့ကွန်ဒုံတွေကို မသုံးရပါ။နံပါတ်1ဈေးထိုးပြောင်းဈေးထိုးအပ်တွေကိုအတူတူမသုံးကြချင်းအထူးသဖြင့်တက်တူးကြိုက်တဲ့လူငယ်တွေမိတ်ဆွေတွေအားလုံးတက်တူးထိုးတဲ့အခါမှာအဲ့အသိနဲ့ထိုးပေးကြဖို့တိုက်တွန်းစေပါနဲ့ပြီးတော့ပိုးမွှားကင်းစင်တဲ့ စက်ကရီယာတွေနဲ့ပဲထိုးပေးကြရမှာဖြစ်ပါတယ်။နံပါတ်3 SIV ပိုးကို ပုံမှန်စစ်ဆေးပါ။တိတ်များစွာသောလူတွေဟာကို့မှာ HIV ရှိနေတာထီမသိပဲနေတတ်ကြပါလေ။လက်နှင်းတစ်ခါဒါမှမဟုတ်6လတစ်ခါစစ်ပေးလို့မရှိဘူးဆိုရင် စိတ်ချရပါလေ။တကယ်လို့ပါလာခဲ့ရင်လည်းအမြန်ဆုံးကုသနိုင်ပါလေ။နံပါတ်4 HIV ပိုးရှိသူတွေအတွက် ART ဆိုတဲ့ဈေးအမြဲတောက်ပါ။ ART ဆိုတာက Antivirus Sobivirus Therapy Virus ပိုးတိုက်ဖျက်ရေးကုထုံးပဲဖြစ်ပါတယ် ART ဆိုတာက HIV ပိုးကိုမပြောင်းနိုင်ပေမဲ့အထီးရောက်နှဲအောင်ကာကွယ်ပြီး AIDS မဖြစ်အောင်ထိန်းပေးနိုင်တဲ့ဈေးပဲဖြစ်ပါတယ်နံပါတ်5ကိုဝန်ဆောင်အမျိုးသမီးများအတွေ့သွေးစိမ့်ဆန်းခြင်းနဲ့ဈေးတောက်ခြင်း HIV positive မိခင်တဦးက ART တောက်ပြီးသေချာစွာဈေးထောက်ပံ့မှုလိုက်နာရင် ကလေးကို HIV ကူးစက်မှုကိုစက်တသမနီးပါးထိန်းနိုင်ပါတယ်။အခုကျွန်တော်ပြောပြပေးသွားတဲ့အကြောင်းအရာကတော့ HIV AIDS ကူးစက်ရတဲ့အကြောင်းအရင်းနဲ့ကာကွယ်နည်းပဲဖြစ်ပါတယ်။အဲ့ဒီတော့ကျွန်တော်အတူချုံနဲ့နောက်တစ်ခါထပ်ပြီးပြောပြပေးသွားပါမယ်။ HIV AIDS ကူးစက်ရတဲ့အဓိကအကြောင်းအရင်း၃မျိုး။နံပါတ်၁အကအကွယ်ကွန်ဒုံးမသုံးဘဲလိင်ဆက်ဆံခြင်း။နံပါတ်၂ ဈေးထိုးပြောင်းဈေးထိုးအပ်တွေကိုအတူတူသုံးခြင်းနံပါတ်3ကိုဝန်ဆောင်မိခင်မှာခလေးသို့အော်တိုကူးဆက်ခြင်းတို့ပဲဖြစ်ပါတယ် HIV AIDS ရောဂါပိုးကိုကာကွယ်နည်းနံပါတ်3ကွန်ဒုံးကိုအမြဲတမ်းမှန်မှန်ကန်ကန်သုံးပါနံပါတ်2ဈေးထိုးပြောင်းဈေးထိုးအပ်တွေကိုအတူတူမသုံးပါနဲ့နံပါတ်3 HIV ရောဂါကိုမှန်မှန်ကန်ကန်စစ်ဆေးပေးခြင်းနံပါတ်4 HIV ပိုးရှိသူများ ART ဆေးကိုအမြဲတောက်ပေးခြင်းနံပါတ်5ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက်သွေးဆန်းစစ်ခြင်းပေးနှင့်ဈေးမှန်မှန်တောက်ခြင်းတို့ပဲဖြစ်ပါတယ်။ကျန်းမာရေးဆိုတာကတယောက်ယောက်ကမဟုတ်ပဲအိမ်ထောင်တစ်ခုလုံးလူမှုဘဝတစ်ခုလုံးကိုတည်ရောက်စေပါတယ်။မိတ်ဆွေတို့ရဲ့ကျန်းမာရေးအသိပညာတွေကိုကြွယ်ဝအောင်ဒီလိုဗီဒီယိုတွေကိုလည်း like လေးလှူထားပေးကြပါ။ယောဂဝိရဏအကြောင်းအမျိုးမျိုးကိုသိရှိနားလည်ပြီး ကျိုးသိမ်းကာကွယ်ကုသနိုင်ရန်အတွက်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးကြပါအားလုံးအနာရောဂါဝေဒနာအမျိုးမျိုးမှာကင်းဝေးပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေခင်ဗျာ